အခုတင်ဆက်ပေးမယ့်သတင်းကတော့ငလင်လုံးမင်းဆွေသတင်းများကြောင့်စံစီများနှစ်ဆခိုက်မြင့်တဲ့နေသတင်းပဲဖြစ်ပါတယ်။မလင်ကြီးရေလောက်ခတ်မယ်ဆိုရကောလာဟာလာတဲ့တွင်ကြောင့်ဂျပန်နိုင်ငံမှာဆန်စင်းနှုံတွေဟာတနေ့တွင်မှာနှစ်ဆခတ်မြင့်တက်လာတာကြောင့်ဂျပန်ဆိုရခတ်ကြုံနေရပါတယ် ဂျပန်နိုင်ငံရဲ့လက်ရှိစံစည်းနှုန်းတွေအားစက်တပောင်ကိုအမေရိကန်ဒေါ်လာ35ဒေါ်လာနဲ့ညီမျှတဲ့ရန်ကားတော်ဒီမြင့်တက်နေတာပါလက်ရှိငွေလဲလုံးနေနဲ့အနည်းဆုံးတစ်ချက်ကြည့်မယ်ဆိုရင်စံတပြည့်ရဲ့ဈေးနှုန်းကမြန်မာကျပ်ငွေ9000နီးပါးအထိနဲ့ဈေးမြင့်တက်နေတာဖြစ်ပြီး2024ခုနှစ်တွေကဖြစ်ပေါ်ခဲ့တဲ့စံစည်းနှုန်းတွေတန်းနှစ်ဆနီးပါးမြင့်တက်လာတာပါဂျပန်အစိုးရကစာစင်းနှုန်းတွေကျဆင်းမှုအတွက်အစိုးရမှရှိတဲ့အရန်စံတွေထောက်ရောင်းတာအပြင်တခြားလမ်းတွေကိုပါအသုံးပြုခဲ့ပေမဲ့စာစင်းနှုန်းတွေကျဆင်းနိုင်မှုမရှိဘဲနဲ့မြင့်တက်လာခဲ့တာပါ စာစင်းလုံးနေမြင်တက်ခဲ့ရတယ်အဓိကကြောင်းရင်းတစ်ခုရှိပြီး ARG မှာတဲ့ online မှာငလိနေလောက်ခတ်မယ်ဆိုတဲ့ကောလာဟာလာတွေကြောင့်မလို့အဖဲနဲ့စံတွေကိုအလုံးရင်းနဲ့ဝယ်ယူတာတွေလောက်စားနာကြောင်းယူကရိန်းစစ်ပွဲနဲ့ရုရှားနဲ့ယူကရိန်းစစ်ပွဲကြောင်းဂျပန်နိုင်ငံမှာဂျုံဝယ်ယူဖို့အတွက်ခတ်လာတာတွေဟာစာစင်းလုံးတွေမြင့်တက်တာအတွက်အဓိကကြောင်းရင်းတွေဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့ညင်းကြံဝါပြပို့လာပါ thank you